မင်္ဂလာပါရှင်။ရှားရီသမရမင်းအွန်လိုင်းကနေကာချုံမင်းအွန်လိုင်းကိုစီအိုချုပ်ရဲအမေအနန္တတဲ့တင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ရှားရီသမရမင်းအွန်လိုင်းကကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းကိုတိုင်းနဲ့ပြည်နယ်၉ခုကမြို့နယ်63ခုမှာစစ်အုပ်ချုပ်ရေးဆက်လက်အုပ်ချုပ်ဖို့အာဏာအပ်နှင်လိုက်တယ်လို့အော်တိုဘလ31ရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်။ အဆိုပါထုတ်ပြန်ချက်မှာစစ်တရကာလွန်ဥပဒေအမိန်၃၂၀၂၅နဲ့အရေးပေါ်အခြေအနေအဖြစ်ဆက်ရှိကြောင်းကြေညာထားတဲ့တိုင်းနဲ့ပြည်နယ်များတွင် ပုံမှန်၄၃၃ပုံမှန်ခွဲခအရာစစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးစစ်ကောင်ဆောင်မြေအွန်လိုင်းကိုအနှံလိုက်တယ်လို့ဆိုထားပါတယ်အဲ့ဒီအမေကိုထုတ်ပြန်သူမှာဘိုးချုပ်မူကြီးယာယီသမဒမင်းအွန်လိုင်းဖြစ်တယ်လို့ဖော်ပြထားပါတယ် ပြီးခဲ့တဲ့ဇွန်လ31ရက်နေ့မှာစစ်ကောင်းဆောင်မင်းအောင်နိုင်ကတိုင်းနယ်ပြင်နယ်၉ခုကနေမြို့နယ်63ခုကိုစစ်အုပ်ချုပ်ရေးကျင်းညာခဲ့ပြီးတဲ့နောက်3လအကြာအောက်တိုဘာ31ရက်နေ့မှာ3လထပ်မံတပ်တန်းတိုးလိုက်တာဖြစ်ပါတယ်။စစ်အုပ်ချုပ်ရေးထပ်မံတပ်တန်းတိုးလိုက်တဲ့မြို့နယ်63မြို့နယ်ထဲမှာခရနီပြင်နယ်အတွင်းမှာရှိတဲ့မြို့နယ်တုံးခုပါဝင်ပြီးရှားတော်မဲဆန်းနယ်ဖားဆောင်မြို့နယ်တို့ဖြစ်ပါရဲ့ရှင်။